အလုံးမဲမင်္ဂလာပါအခုမနေ့ကထိုးခိုင်းတာဒီ ठी ကိုထိုးပြီးွားကြပြီထင်တယ်နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ထိုးတာပြမယ်ဒီပုံလေးထိုးမှာနော်အခုဒီပုံလေးကိုအရင်စတင်ပါပါဒါထိုးဖို့အတွက်ကိုပို့ရဲ့6ောက် site ကိုအရင်တိုင်းပြီးတော့ထိုးအောင်ကြာနော်နောက်ပိုင်းကျရင်တော့ order လုပ်ရင်တော့ order site လေးပေါ့ဟိုအဲ့ဆိုလို့ရှိရင်အခုဒီ ठी ပြီးွားရင်နောက်တစ်ဆင့် ဒီပုံလေးယူဖို့အတွက်ကိုဖူမီးစာပြီးယူမယ်ယူတာကိုဘလို့တိုင်းမလဲဆိုလို့ရှိရင်နေအနောက်ဘက်ကိုလက်လေးလုံးခြံရမယ်အဲ့ဒါလေးမှထားပြီးနော်ဒါပုံတည်ပဲဖက်နှက်မှာလေအနောက်ဘက်ကအနည်းဆုံးလက်လေးလုံးခြံကိုခြံရပါမယ်အဲ့တော့လက်လေးလုံးခြံပြီးတော့စာပြီးထိုးရမယ်အခုဒီမှာကိုယ်ကလက်လေးလုံးတိုင်းလိုက်တိုင်းလိုက်အခုဒီနေရာမှတ်ထားမှတ်ထားပြီးတော့အဲ့ဒီလက်လေးလုံးနေရာအနည်းဆုံးလက်လေးလုံးကြံချန်နော်ချန်ပြီးအခုဒီမှာလက်လေးလုံးနေရာကိုဖုံမိချက်ဒီမှာဖုံမိနှစ်ချမ်းစလုံးနိုင် နိုင်ပြီးသူဂျိုးအတွင်းနေကိုနှမ်းပြီးတော့ဆွဲချလိုက်မယ်ဂျိုးအတွင်းနေကိုနှမ်းပြီးတော့ဆွဲချပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီဂျိုးလေးကိုနောက်ဘက်မှာတစ်ချက်တော့နှစ်ချက်လောက်တော့နော်နှစ်ချက်လောက်တုတ်ပါတည်တည်တုတ်တုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီအစားကတော့ခါတိုင်းတို့ပဲအအတူလေးနဲ့ဒီအစစတီးရဲ့အတူလေးနဲ့ဒီကြားလေးကို အစာဖြောက်သွားမယ်နော်အစာဖြောက်တာအမြဲတမ်းအဲ့လိုပဲအစာဖြောက်သွားပါလေဒီမှာလူတွေနော်အစာဖြောက်သွားအစာဖြောက်ပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုတွင်းနေအစာဖြောက်ပါဖြောက်ပြီးသွားရင်အခုဒီမှာဒီခုနဖက်နက်ကလေးဒီမှာစထိုးတော့လို့ပဲအဲ့ဒီကိုဝင်လာတဲ့ကြိုးချီထားတဲ့အပေါက်ထဲကိုပြန်ပြီးတော့အပ်ကိုထိုးထည့်မယ်ထိုးထည့်ပြီးသွားရင်ဖုန်မီလေးစပြီးယူမယ်ဖုန်မီတစ်ချက်နှစ်ချက်ဖုန်မီဘယ်နှချက်ယူရမလဲဆိုတော့ကိုယ့်ရဲ့ခြေဖမိုးဆိုင်တဲ့အတိုင်းမျိုးယူရမှာပါ ကိုချီပမိုးဆိုင်နဲ့အခုကိုချတော့အတွက်ထိုးနေတာဆိုရင်ကိုချီပမိုးဆိုင်နဲ့တိုင်းပြီးတော့ထိုးမယ်နော်ဒီချက်ဒီချက်ငါချက်ဖူမီက38 39 40အဲ့ဒီဝင်ကျင်းมาตွားနေလိုက်မယ်เนาะတရားနဲ့တရားကတော့မတူဘူးအဲ့တော့ဖူမီကိုအရင်ယူပြီးเนาะကိုချစ်တော်နဲ့ကိုတိုင်ရမှာပါအဲ့တော့ ဒီဖဏတ်မှုတုံးနေမရှိသေးတဲ့သူတွေကြတော့ကိုယ့်ရဲ့ခြေောက်ကိုဖဏတ်ပေါ်တင်ပါအတိုင်းတိုင်းနာပြမယ်နော်ဖဏတ်ပေါ်တင်မယ်တင်ပြီးအခုဒီမှာဖူမီးယူမယ်ကိုခြေောက်နဲ့30ခွန်ဖြစ်မလား38ဖြစ်မလားမသိဘူးနော်ကိုကထိုးလိုက်ထိုးပြီးတော့ခြေောက်နဲ့တိုင်းလိုက်သွားမယ်ဘလို့တိုင်းမလဲဆိုတော့အခုဒီမှာဒီဖဏတ်ပေါ်ဒါချီဖမိုးဒီလိုလေးလာအောင်မဖြစ်တဲ့အတွက်လေဒီချီဖမိုးတင်မယ့်နေရာလေးနဲ့တိုင်းကြည့်ပါဒီရိုးအခုဒီမှာဒီဘက်ကိုလာပြီးတော့ထိတယ်ဆိုတဲ့အနေထားမထိသေးဘူးဆိုရင်ဆက်ထိုးပါများသွားတယ်ဆိုရင်ပြန်ဖြေရမယ်နော်ဒီလိုလာပြီးတော့ ဒီဘက်ကိုထိတဲ့အနေထားလေးဖြစ်ရမယ်။ဟိုဘက်နဲ့တူရမယ်နော်။ဟိုဘက်မှာအခုဒီမှာလက်လေးလုံးနေရာမှာဒီကျဲတို့စတာရဲဆိုရင်ဒီဘက်ချမ်းမှာလည်းလက်လေးလုံးနေရာမှာပဲလာပြီးတော့ပြန်ဆင်းရမယ်။အဲ့ဒါကိုဒီလိုထိတဲ့အနေထားထိကိုတိုင်းမယ်နော်။တိုင်းပြီးွားပြီဆိုလို့ရှိရင်လိုချင်တဲ့နေထိုင်ရောက်သွားရင်ဒီဘက်မှာလာပြီးတော့ဆက်မယ်နော်အဲ့တော့ဒါလေးကိုအရင်တိုင်းပေးပါပြီးွားရင်ဆက်တာပြတ်မယ်မာရွာပြီဆိုလို့ရှိရင်ခုဒီမှာလက်လေးလုံးနော်လက်လေးလုံးသူနဲ့တက်တက်ဒီဘက်မှာလာပြီးတော့ဆက်မယ် ကိုချီပမိုးနဲ့အရင်အတိုင်းမီဖုန်မီကိုအရင်ယူလာတယ်နော်အခုရေအတွက်ဖုန်မီဘလောက်လဲ38လား39လားမှတ်ထားမယ်နော်နောက်တစ်ဖက်ထိုးတဲ့ခါကျရင်လည်းဟိုဘက်ဒီဘက်တူအောင်လို့ပြီးွားရင်ဆက်မယ်ဆက်တာကြတော့အခုဒီမှာဒီဘက်ချမ်းမှာကျစ်ဆက်ပြီးနှစ်ချမ်းလုံးရဲ့အောက်ကနေနှိုင်းလိုက်မယ်ရှက်ကော်နဲ့ဆက်ပါမယ်ရှေ့မှာအခြေခံချက်လေးတင်တာနော်ရှက်ကော်ဒီအပေါက်သေးဝင်ချီကိုလှမ်းယူမယ်ယူလိုက်တဲ့ချီကိုဒီပဲချမ်းတစ်ခါတည်းတန်းပြီးတော့ထွက်တာအဲ့ဒါရှက်ကော်လို့ခေါ်ပါတယ်ရှက်ကော်နဲ့ဆက်မယ်နော် ပြီးွားပြီဆိုလို့ရှိရင်အခုဒါအခုထိုးလိုက်တဲ့ထိုးချက်ကိုရှက်ကော်လို့ထောက်တယ်ခေါ်တယ်နော်အဲ့ဒါလေးထိုးထိုးပြီးွားပြီဆိုလို့ရှိရင်အခုဒီမှာကိုအခုဆက်လိုက်တဲ့ဒီကျစ်ဆံမီးလေးရဲ့ဘေးနောက်ထပ်တစ်ပောက်ကိုဝင်မယ်တိုက်တူထိုးမယ်ဒါကြတော့ကျစ်ဆံမီးနဲ့ချင်းလွဲအောက်ကနေဝင်တယ်ခြေကိုလှမ်းယူမယ်ဆွတ်တင်နှစ်ကျိုးအဲ့ဒီနှစ်ကျိုးစလုံးကိုဟမ်နှစ်ကျိုးရပြီအဲ့ဒီနှစ်ကျိုးစလုံးရေးပြီးတော့ထုတ်လိုက်မယ်ဒါဆိုရင်ဒါတိုက်တူ ရပြီရပြီဆိုလို့ရှိရင်အခုဒီမှာဖူမီလေးတွေခုနတော့တီချေတို့တရားနဲ့တရားမတူလို့ပြောရအောင်နော်ဖူမီအခု40ယူထားတဲ့သူကဒီဘက်ကိုတိုင်းတူတပေါက်တတိုင်းတပေါက်တတိုင်းနဲ့အချက်40ထိုးလာမှာရှေ့မှာအခြေခံချက်တွေတင်ထားတဲ့အတိုင်းပဲနော်ဒီကျစံမီတွေရဲ့အချိန်လေးကိုထိုးမယ်ထဲမယ်နန်းယူစက်တင်နှစ်ကျိုးနှစ်ကျိုးစလို့ရေးပြီးတော့ထုံမယ်တတိုင်းရပြီပြီးအဲ့လိုပဲနောက်တစ်ပေါက်ထဲတစ်ခါထပ်သွားမယ် တပောက်တတိုင်းဟိုဘက်ရောက်ထိုးမယ်နော်အခြေခံချက်တွေကိုလိုက်ထိုးလာတဲ့သူတွေကဒါတွေကိုသိပါတယ်အားကြောင့်အခြေခံချက်ကလေးတွေပိုင်နိုင်အောင်လိုက်တင်ပါလို့ပြောတာနော်အခြေခံချက်တွေပိုင်ပိုင်နိုင်လို့လာတဲ့သူကအခုရှက်ကော်ထိုးပါတိုင်တူထိုးပါတိုင်မွားထိုးပါဆိုပြောလိုက်လွေတယ်ဆိုလို့ထိုးရမယ်ဆိုတာတန်းတည်တယ်အဲ့တော့တပောက်တတိုင်းဟိုဘက်အစွန်ရောက်တဲ့အထိဒီဘက်ကိုရောက်လာတဲ့အထိထိုးမယ်နော်ဆက်ပြီးတော့ထိုးပေးပါဟုတ်တပောက်တတိုင်းထိုးလာတာနောက်ဆုံးပေါက်ရောက်လာပြီ ဟောနောက်ဆုံးပေါက်လဲထိုးမယ်တစ်ပေါက်တစ်တိုင်းဟာဆိုရင်တဒန်းပြီးွားပြီပြီးွားပြီဆိုရင်ဒီဘက်မှာဒီချေတို့အခုရှက်ကော်ယူတယ်ပြီဒီဘက်ဘေးမှာတိုင်တိုတိုင်လုတ်ထားမှာလားအဲ့တော့ဒီဘက်မှာလည်းအဲ့လိုပဲဒီချေတို့တိုင်တိုနဲ့ရှက်ကော်နဲ့သွားမယ်ပြီတိုင်တိုနဲ့သွားမယ်နော်အခုဒီမှာကိုပထမဦးဆုံးစားထားတဲ့အပေါက်ရဲ့ဘေးပထမဦးဆုံးမြင်ရတဲ့ကျဆံမီးကိုကြတော့ရှက်ကော်နဲ့ဆက်မယ်တခါပြီးတခါတော့တော့ဆက်ရမယ်အမြဲတမ်းဒီဘက်မှာရှက်ကော်ကြတော့အပေါက်ထဲဝင်ချီကိုလှမ်းယူယူလာတဲ့ချီကို တခါတည်းတန်းပြီးတော့ဒီဘက်ရောက်တဲ့ထွက်ပလိုက်မယ်အဲ့ဒါရှက်ကောပြီးသွားပြီရှက်ကောပြီးသွားရင်အခုရှက်ကောယူထားတဲ့အပေါက်ကဲဘေးနောက်ထပ်ကြီးစံမီတစ်ခုကိုကြတော့တိုင်တိုနဲ့တက်မယ်တိုင်တိုယူပြီးခုနောက်လိုပဲဒီဘက်တဒန်းပြန်လာမှာနောက်တစ်ပေါက်ကိုသွားမယ်နော်နောက်တစ်ပေါက်ကိုသွားမယ်ကြီးစံမီနှစ်ချမ်းလိုပဲအောက်ကနေနှိုက်တိုင်တိုယူမှာဖြစ်တဲ့အတွက်နှမ်းယူတိုင်တူကြတော့နှစ်ကျိုးဖြစ်သွားမယ်နှစ်ကျိုးစလုံးမှာထပ်ပြီးရေးပြီးတော့ထုတ်မယ်အဲ့ဒါအောင်တိုင်တူอืมရပြီတိုင်တူရပြီဆိုလို့ရှိရင်သူ့ကိုဒီဘက်ချမ်းအောင်ပြန်လှည့်မယ် ဒီဘောက်တစ်ခါပြန်ထိုးလာမှာရှိမှာထိုးသလိုပဲတိုင်တိုတစ်ဘောက်တစ်တိုင်ထိုးလာမယ်ထဲနှမ်းယူဇက်တင်ရေးပြီးတော့ထုတ်မယ်ကိုပထမထိုးလာတဲ့အရေအတွက်40သမားက40ပဲရှိနေရမယ်39သမား39ပဲရှိနေရမယ်နော်တတိုင်းနှစ်တိုင်းအဲ့တော့ကိုရဲ့အရေအတွက်တိုင်းကိုက်နေအောင်ထိုးပါဖနက်ဆိုင်တွေကိုလည်း ကိုချစ်တော့နဲ့တိုင်းပြီးတော့ထိုးပါတကယ်လို့ order အတွက်ထိုးမယ်ဆိုလို့ရှိရင်ဖနှက်မူနဲ့တိုင်းပြီးတော့ထိုးပါလို့ဖနှက်မူတွေကစိုက်ပေါင်းစုံရှိတယ်လေခု38စီးတဲ့သူဆိုရင်38မူနဲ့တိုင်းပဲ40စီးတဲ့သူဆိုရင်40မူနဲ့တိုင်းပြီးထိုးသွားမှာနော်အဲ့ဒါဆိုလို့ရှိရင်အခုဒီမှာခုနဘောတလိုပဲတပောက်တစ်တိုင်းပြန်ပြီးတော့ဒီဘက်ရောက်တဲ့အထိထိုးလာမယ်နော်ဆက်ပြီးတော့ထိုးပေးပါဒီချက်ကို ုံဘက်ကိုရောက်တဲ့အထိဆက်ပြီးတော့ထိုးရမယ်ဆက်ထိုးမယ်နော်